နာလုံးဝမင်္ဂလာခင်ဗျဒီနေ့မှာတော့အာဆီယံ U19 အမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုဒုတိယပွဲစဉ်တွေကိုရှင်ပြိုင်ကစားစီခဲ့ပါတယ်ခင်ဗျဒီပွဲစဉ်တွေထဲမှာကျွန်တော်တို့မြမလက်ရွေးစဉ် U19 အမျိုးသမီးဘောလုံးအသင်းအတွက်စမိပိုင်နဲ့တက်ရောက်ရေးအဆုံးဖြတ်ပွဲစဉ်ပါဝင်ခဲ့ပါတယ်မြမလက်ရွေးစဉ် U19 အမျိုးသမီးဘောလုံးအသင်းဟာလာအို U19 အမျိုးသမီးလက်ရွေးစဉ်ဘောလုံးအသင်းနဲ့ရှင်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်ခင်ဗျမြမလက်ရွေးစဉ် ဘောလုံးအသင်းအတွက်ဘာဖြစ်လို့အရေးကြီးခဲ့ရသလဲဆိုတော့အုတ်စုအဖွင့်ပွဲတွေမှာညမလက်ရွေးစဉ် U19 မျိုးစုဘောလုံးအသင်းကအင်ရှင် BNI U19 မျိုးစုဘောလုံးအသင်းကိုရှုံးထားခဲ့တယ်။တစ်ဖက်မှာမြန်မာနဲ့ဒါတွေ့ရဲ့ LAO U19 မျိုးစုဘောလုံးအသင်းကကြတော့အုတ်စုအဖွင့်ပွဲမှာအရှိတီမော U19 မျိုးစုဘောလုံးအသင်းကိုအနိုင်ရထားခဲ့တယ်။ဒီတော့ဒီပွဲမှာက LAO U19 မျိုးစုဘောလုံးအသင်းကနိုင်သွားခဲ့မှာဆိုရင် LAO U19 မျိုးစုဘောလုံးအသင်းဟာ Swing Final ကိုတက်လှမ်းရောက်ရှိသွားလိမ့်မယ်။ဒီတော့ မလည်းရွေးစဉ်ယူဆက်ကုတ်မျိုးစည်းဘောလုံးအသင်းအတွက်ဒူးအော်တိုင်းအနေထားနဲ့ဒီပွဲကိုကစားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာလာအိုယူဆက်ကုတ်အမျိုးသမီးလည်းရွေးစဉ်ဘောလုံးအသင်းဘက်ကပယ်နတီခွင့်ရေးပထမပိုင်းပွဲကစားချိန်44မိနစ်မှာရပါတယ်။ဒါပေမဲ့လာအိုဘက်ကကျောင်းနံပါတ်9ကန်လိုက်တဲ့အချိန်မှာကိုယ်တိုင်ဘေးကနေဘေးကိုထွက်သွားခဲ့တယ်ခင်ဗျပယ်နတီလွဲချော်သွားခဲ့တယ်ပေါ့လေမြမလည်းရွေးစဉ်ယူဆက်ကိုအမျိုးသမီးဘောလုံးအသင်းဟာဒီပွဲမှာတော့တကယ်ကိုရှေစွမ်းအတာနဲ့ပွဲကိုထိန်းချုပ်ပြီးတော့ ကစားသွားခဲ့တယ်ပြီးတော့ထိုက်တန်တန်နိုင်ပွဲကိုရောက်ပြသွားခဲ့တယ်ခင်ဗျမြမလက်ရွေးစင်ယူ19မျိုးစင်ဘောလုံးစင်ဟာလာအိုယူ19မျိုးစင်ဘောလုံးစင်ကို6ဂိုးဂိုးမရှိဆွဲရလာနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဂိုးတာစင်ဘက်တွင်းပြီးတော့အနိုင်ရခဲ့တာပါမြမယူ19မျိုးစင်ဘောလုံးစင်အတွက်အနိုင်ဂိုးတွေကို DC အောင်က16မိနစ်နဲ့ဒါ46မိနစ်မှာတွင်းပေးခဲ့တယ်ခင်ဗျနောက်စုစုခင်စုစုခင်ကကြတော့28မိနစ်နဲ့55မိနစ်မှာတွင်းပေးခဲ့တယ်နောက်ရင်းလုံးအဲ့ ရင်းလွှဲငါကြောက်43မိနစ်မှာတွင်ပေးခဲ့တယ်။နောက် A ဆို82မိနစ်မှာတွင်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။မြမလေးရေးစီယူ79မျိုးစီဘောလုံးတင်ဟာဒီနေ့ပွဲမှာကိုပြအနိုင်ရလိုက်တဲ့အတွက်ရှေ့လာမဲ့ဇွန်လ13ရက်နေ့ရောက်ရင်ရှင်မန်ကစားမယ်။အရှိဒီမော်ယူ79မျိုးစီဘောလုံးအတင်းတဲ့ပွဲမှာအနိုင်ရအောင်နေတယ်စတင်ဖိုင်နယ်ကိုတက်လာရောက်ရှိမှာဖြစ်ပါတယ်။တက်လာမှုကလည်းတည်ကြတော့ဖြစ်သွားပြီပေါ့လေ။ဒီနေ့ဒီအုပ်စုကဒုတိယအောင်ပွဲစဉ်ပြင်ဆင်ကစားတဲ့ BNI ယူ79မျိုးစီဘောလုံးအတင်းနဲ့ တီမောယူစကုတ်မျိုးစင်ဘောလုံးတင်းရဲ့ပွဲစဉ်မှာအင်ရှင် BNI စကုတ်မျိုးစင်ဘောလုံးတင်းက၆ခုကုန်ရှင်နိုင်သွားခဲ့တယ်။ဒီတော့ဒီအုပ်စုမှာအင်ရှင် BNI စကုတ်မျိုးစင်ဘောလုံးတင်းကအုပ်စုပုံနေရာရဖို့ကဂျိမ့်တည်သလောက်ဖြစ်သွားပြီခင်ဗျ။မြမယူစကုတ်မျိုးစင်ဘောလုံးတင်းကတော့အုပ်စုဒုတိယနဲ့ပဲ Swing Final ကိုတက်လာနိုင်ပါလိမ့်မယ်။ဒီတော့မြမယူစကုတ်မျိုးစင်ဘောလုံးတင်းတွေဆုံးရတာ Swing Final မှာတွေ့ရအတန်းရပါပဲ။ဘာကြောင့်လဲဆိုတော့ Swing Final မှာမြမယူစကုတ်မျိုးစင်ဘောလုံးတင်းဟာထိုင်းယူစကုတ်မျိုးစင်ဘောလုံးတင်းနဲ့ရှင်ပြန်ရဖို့အနေထားရှိပါတယ်။ ထိုင်းယူဆက်ကုန်းမျိုးစည်းဘောလုံးစင်းကလက်ရှိမှာအရမ်းမဲ့ရှေ့ဆွာနေပါဗါရယ်အောက်စုခွင့်ပွဲတော့ကအင်ဒိုကို6ဂိုးနဲ့နိုင်ခဲ့တယ်ဒီနေ့ကစားတဲ့ပွဲစဉ်မှာဆိုရင်လည်းထိုင်းယူဆက်ကုန်းမျိုးစည်းဘောလုံးစင်းကမလေးရှားကို9ဂိုးနဲ့ထပ်နိုင်ခဲ့တယ်ဒီအောက်စုမှာအောက်စုနောက်ဆုံးပွဲတွေကမလေးရှားနဲ့အင်ဒိုနီးရှားကိုထိတဲ့တွေ့နေပွဲကတော့အောက်စုဒုတိယနေရာကိုဘယ်သူရမလဲဆိုတော့အဆုံးဖြတ်ပေးမယ့်ပွဲပါအင်ဒိုနီးရှားကတော့အနိုင်ကံမှာပဲအုပ်စုဒုတိယနေရာကိုရရှိပါလိမ့်မယ်။မလေးကတော့တရီကန်တောင်နဲ့ရင်အုပ်စုဒုတိယရပြီးတော့ ဆွင်းဖိုင်နယ်ကိုတက်ထားနိုင်ပါလိမ့်မယ်ခင်ဗျမြန်မာ U19 မျိုးစိဘောလုံးအသင်းအတွက်ကတော့ဆွင်းဖိုင်နယ်ကိုရောက်ခဲ့ရင်ဂိုးသွင်းအားလည်းကောင်းနေတယ်ရှေ့သွန်းလည်းကောင်းနေပါတယ်ဆိုတော့ထိုင်း U19 မျိုးသမီးကိုဘလို့ဂိမ်းပလန်နဲ့ညင်ဆိုင်မလဲဘလို့ view အခင်းကျင်းတွေကိုထုတ်သွင်းမလဲဆိုတာဥက္ကရာစဉ်းစားထားရင်အကောင်းဆုံးဖြစ်လိမ့်မယ်လို့အကြံဉာဏ်ပေးတိုက်တွန်းလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ